ားလုံးပဲမင်္ဂလာပါခင်ဗျာ Lucky Duty Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာကျွန်တော်က16ရက်နေ့4လ2025တောက်ကြနေအတွက်ပေါ့ခင်ဗျာเนาะအပိနေနေကုန်အတွက်ဒူတီလေးကိုကျွန်တော်တက်ပြပေးတော့ပါမယ်ဒီနေ့ကျွန်တော်16ရက်နေ့เนาะ16ရက်နေ့ဒီနေ့21ရက်နေ့ကိုကျွန်တော်မတင်ပြပါဘူးခင်ဗျာ86ကတော့เนาะကျွန်တော်ပထမ16ရက်နေ့ရဆိုရင်86မိနစ်ပါ ညနေရော66ကျွန်တော်ထည့်ပေးတာနော်ဒီနေ့မှလည်းထွက်တယ်ခင်ဗျာဒါ66ဒါအခုကျွန်တော်ဆက်စီရက်နေ့7နိုင်တမနဲ့အတွက်နဲ့ညနေ4နိုင်ခွဲအတွက်ကိုကျွန်တော်ကတွက်ပြပေးပါမယ်ခင်ဗျာနော်ပထမဆုံးကျွန်တော်တို့ထိတ်စီပိုင်းလေးကိုကျွန်တော်တို့စကြည့်မယ်ပေါ့ခင်ဗျာနော်ပထမဆုံးထိတ်စီပိုင်းလေးကိုကျွန်တော်တို့စကြည့်မယ်နော်ဒါဝဆက်စီရက်နေ့7နိုင်တမနဲ့အတွက်ပထမဆုံးထိတ်စီပိုင်းလေးကိုကျွန်တော်စပြပေးပါမယ် ဒါမှမဟုတ်ထိတ်စည်းလေးရကျွန်တော်တို့ကအခုဒီမှာဒီက၄ရယ်ဟုတ်ပြီနော်၄ရယ်၁ရယ်၆ရယ်ဟုတ်ပြီနော်ဒီ၃လုံးပေါင်းခြင်းကကျွန်တော်တို့၁၀၁၁ပေါ့ခင်ဗျာနော်၁၁ရယ်ကျွန်တော်နှက်ခတ်ကတော့၈ဟုတ်ပြီနော်၁ရယ်နှက်ခတ်က၈ဖြစ်တဲ့အတွက်ဒီမှာမထွက်သွားလဲကျွန်တော်တို့၈ထိတ်စည်းထွက်သွားတယ်ဒီမှာဟုတ်ပြီနော် 4ရက်7ရက်6ရက်ပေါင်းခြင်းက7ဖြစ်ပါတယ်1ရက်နှစ်ခတ်က8ဒီမှာ7ထိပ်တွေထွက်သွားတယ်เนาะနောက်တစ်ခုကျွန်တော်ဆက်ကြည့်မယ်နောက်တစ်ခုကလည်းဒီက7ရက်ကျွန်တော်က8ရက်ဒီက2ရက်သူလည်းကျွန်တော်တို့ဒီ3လုံးပေါင်းခြင်းကလည်းတစ်ဆယ်7ပဲသူလည်း1ရက်နှစ်ခတ်ကလည်း8ပဲခင်ဗျเนาะဒီမှာလည်းဘာထွက်သွားလဲဆိုတော့7ထိပ်စီပဲထွက်လာတယ်ဟုတ်ပြီเนาะ7ထိပ်စီပဲထွက်လာပါတယ်အကြောင်းလာမယ်ကျွန်တော်တို့ 16ရက်နေ့เนาะအပိတ်နေ့ညနေ sorry ပါ17နိုင်7မိနစ်မှာဖြစ်နိုင်ခြေရှိတဲ့ကျွန်တော်တို့ထေစီကနန်းပေါ့ခင်ဗျာเนาะဖြစ်နိုင်ခြေရှိတဲ့ထေစီကနန်းတွေဟာဒီဟာ4ရက်3ညရဲ့6ရက်ဒီ3လုံးပေါင်းချင်းဒီ3လုံးပေါင်းချင်းကကျွန်တော်တို့10ရရတယ်3ညရဲ့နှက်ခတ်က9ဒါကြောင့်မို့ဘာထေစီကျွန်တော်တို့ရသွားပြီလဲဆိုတော့9တလုံးကျွန်တော်တို့ပိုင်းရသွားပြီခင်ဗျာเนาะထေစီကကျွန်တော်တို့9တလုံးရသွားပါပြီဒီနံပါတ်လေးမှာကျွန်တော်စီမှာ နော်လက်တောင်းလို့ရပါတယ်ဘယ်ကနန်းမစို့လက်တောင်းလို့ရပါတယ်ခင်ဗျာနော်ကျွန်တော်ဖုန်းကြည့်မိနော်ကျွန်တော်စာပြန်ပို့ပေးပါတယ်ဒါကတော့ကျွန်တော်12နာရီ10မိနစ်အတွက်9တလုံးကျွန်တော်တို့ရသွားပြီခင်ဗျာနော်ဒါက16ရက်နေ့12နာရီ10မိနစ်အတွက်9ထိပ်စီရသွားပြီအပိတ်လေးကိုကျွန်တော်တို့ဆက်ကြည့်မယ်ခင်ဗျာနော်အပိတ်ကနန်းလေးကိုအပိတ်ကနန်းလေးကနော်ဒီပိတ်ကနန်းလေးကဒီနှလုံးပေါင်းခြင်းပေါ့ခင်ဗျာနော် 9နဲ့1နဲ့ပေါင်းချင်းကကျွန်တော်600ရတယ်600ရဲ့ power က1ဟုတ်ပြီဒီမှာလဲကျွန်တော်1ပိတ်နဲ့80နဲ့1ဆိုပြီးတော့ထွက်သွားတယ်ခင်ဗျာเนาะဒီနှလုံးပေါင်းချင်းကတော့ကျွန်တော်တို့ဘာဖြစ်လဲ600ရတယ်600ရဲ့ power က1ဖြစ်တဲ့အတွက်ဒီမှာ1ပိတ်နဲ့80နဲ့1ထွက်လာတယ်ဟုတ်ပြီเนาะအဲနောက်ဒီတအဲ့ဒီတိုင်းပဲခင်ဗျာနောက်တစ်ခုပါတယ်ဒီမှာကျွန်တော်က9နဲ့8နဲ့ပေါင်းချင်းက7300ပါတယ်3ရဲ့ power ကလည်း8ပဲခင်ဗျာ 3ပါဝါ10ဖြစ်ရဲဒီမှာ10အပိတ်နဲ့88ဆိုပြီးတော့အပူလေးထွက်သွားတယ်ဟုတ်ပြီနော်အဲကြောင့်လာမယ့်ကျွန်တော်တို့16ရက်နေ့နဲ့ဆန်း16ရက်နေ့7နှစ်နိုင်10မိနစ်မှာဒီနှလုံးပေါင်းခြင်းကကျွန်တော်တို့က900ပါတယ်9ရဲ့ပါဝါက3ညဟုတ်ပြီ9ပါဝါ3ညပြင်ရင်ဒီတိုင်းသာရှင်းလာမယ်ဆိုရင်ကျွန်တော်တို့ကနှက်ခတ်တွဲတွောမယ်ခုနှစ်3ည80ထိုးရမယ်နော်ဒါကကျွန်တော်တို့7နှစ်နိုင်10မိနစ်အတွက်နော်မနက်ပိုင်းအတွက် ူးဒီလေးကိုကျွန်တော်တွက်ပြပေးလိုက်တာပါခင်ဗျာဒါကဖြစ်နိုင်လေရှိတဲ့ထိတ်စီးပိုင်းနဲ့အပိတ်လေးပေါ့ခင်ဗျာเนาะဒါဖြစ်နိုင်လေရှိတဲ့ကနန်လေးပါနောက်တစ်ခုကျွန်တော်ဒီမှာတွဲပေးပါမယ်။၃ညိုင်းနှက်ခက်က9၊၃ညပါဝါက9။နောက်9ပါဝါ၃ည9ရဲ့နှက်ခက်က3။အဲ့လိုလဲမိမိတို့စိတ်ကြိုက်တွဲเนาะတွဲပြီးထိုးလို့ရပါတယ်။ဒီမှာဆိုရင်၃ည9၊၃ည၊၃ည၊၃ည၃ ခွန်9ခွန်3ညာခွန်3 9 9 9တို့ညာ9တို့နော်ဒါလေးလေးလည်းထွက်တတ်ပါလေခင်ဗျဟုတ်ပြီနော်ဒါက72နိုင်10မိနစ်အတွက်ခွန်3ညာတကွအခုကျွန်တော်4နိုင်ခွဲညနေ4နိုင်ခွဲအတွက်နော်ဒူတီလေးကိုကျွန်တော်ပြန်ပြီးတော့တွေ့ပြပေးပါမယ်ညနေ4နိုင်ခွဲအတွက်ပထမဆုံးကျွန်တော်တို့ထိပ်စီးပိုင်းကိုကြာကြည့်မယ်ဆိုရင်ထိပ်စီးပိုင်းဟာ6ပါခင်ဗျเนาะထိပ်စီးပိုင်း6ဆိုတော့ကျွန်တော်တို့ဘာနဲ့ရမှာလဲဒီ3လုံးပေါင်းခြင်းဒီမှာကျွန်တော်ဝိုက်လိုက်တယ် 635ပေါင်းချင်းပေါ့နေမယ်နော်635ပေါင်းချင်းက934 4ရဲ့ပါဝါက9ဟုတ်ပြီနော်ဒီမှာ9ထိပ်စီထွက်သွားတယ်653ပေါင်းချင်းက964 4ရဲ့ပါဝါက9ထိပ်စီဟုတ်ပြီနော်အဲ့ဒီတိုင်းပဲနောက်တစ်ခုကျွန်တော်တို့ဆက်ကြည့်မယ်ဆိုရင်ထိပ်စီကဒီမှာ6 6ဆိုတော့ခုနလိုမျိုးပဲဒီ3လုံးပေါင်းချင်းက7နဲ့ဒီ76 9နဲ့ပေါင်းတော့ တရပါဝါက6ဒီမှာလဲ6ထိပ်စီပဲခင်ဗျဟုတ်ပြီနော်အဲ့ဒီဒိုင်းနာလာမယ်ဆိုရင်ကျွန်တော်တို့ညနေ4နာရီခွဲမှာဖြစ်နိုင်ကြီးရှိတဲ့ထိပ်စီဟာဒီ၃လုံးပေါင်းခြင်းကလဲပါလာမလဲ6ပဲခင်ဗျနော်တင်း35ပေါင်းခြင်းဟာ6ရဲ့ပါဝါက1ဆိုတော့ကျော်တော့ထိပ်စီပါရသွားပြီလဲဆိုတော့ထိပ်စီလေးဟာကျော်တို့1ထိပ်စီရသွားပြီခင်ဗျဟုတ်ပြီနော်1တလုံးကျော်တို့ထိပ်စီရသွားပြီ အခုအပိတ်ကဏ္ဍလေးကိုကျွန်တော်ဆက်ပြမယ်ဟုတ်ပြီနော်အပိတ်ကဏ္ဍလေးကိုဆက်ပြမယ်အပိတ်ကဏ္ဍလေးဟာဘာနဲ့ဖြစ်မယ်ဆိုတော့ဒီငါးလုံးပေါင်းခြင်းပေါ့ခင်ဗျာနော်ဒီအောက်၄လုံး ਨੇ ဒီမှာကျွန်တော်များထိုးလိုက်မယ်ဟုတ်ပြီနော်6 5 1 6 4ဟုတ်ပြီနော် 65164ပေါင်ချင်းကဒီမှာဆိုရင်ကျွန်တော်တို့6နဲ့4နဲ့ပေါင်ချင်းက10ဒီမှာ6နှလုံးပေါင်ချင်းက12 20နှစ်2ရဲ့နှက်ခက်က4ဒီမှာပါထွက်သွားပြီလေ4အပိန်နဲ့ကျွန်တော်တို့64ဆိုပြီးတော့ထွက်သွားပါလေခင်ဗျာเนาะဒီ9လုံးပေါင်ချင်း4 6 10 5 6ပေါင်ချင်းကကျွန်တော်တို့ပါရတယ်20နဲ့2ရ20ဒီမှာ10 ဒီမှာ7နှစ်22နှစ်2ရက်နှစ်ခတ်ကလေးလေးပိတ်နဲ့60နဲ့လေးထွက်သွားတယ်။ဟုတ်ပြီနော်။နောက်တစ်ခုကျွန်တော်တို့ဆက်ကြည့်မယ်။နောက်တစ်ခုကလည်းအဒီတိုင်းပဲ8 9နှလုံးနဲ့ဒီက2ရက်4ရက်။ဟုတ်ပြီနော်။ဒီ9လုံးပေါင်းခြင်းကဒီမှာဆိုရင်9နှလုံးပေါင်းခြင်းက10 7နှစ်နဲ့ပေါင်းတော့10 20 20နဲ့4 4ရက်နှစ်ခတ်ကလည်း2ပဲခင်ဗျ။ဒီမှာ2အပိတ်နဲ့ကျွန်တော်တို့ဘာထွက်သွားလဲဆိုတော့60နဲ့2ထွက်သွားတယ်။ ဝေးနော်ဒီ၅လုံးပေါင်းချင်းကဒီမှာ10 20 24 4 4ရက်နှစ်ခတ်ကနေ62နှစ်ထွက်သွားတယ်အဲ့ဒီဒိုင်းနာကျွန်တော်တို့ကျွန်တော်တို့ဆင်းလာခဲ့မယ်ဆိုရင်ကျွန်တော်လည်းတစ်ခွက်ပဲထိုးရမယ်1နဲ့9နဲ့ပေါင်း9နဲ့10နဲ့ပေါင်း6 3ညဒီ၅လုံးပေါင်းချင်းပေါ့ခင်ဗျာနော်ဒီ၅လုံးပေါင်းချင်းကဒီမှာ6 1နဲ့9နဲ့ပေါင်းချင်းက6ဒီက6နဲ့ပေါင်းတော့7နဲ့10နဲ့ပေါင်းတော့20 3ညရဲ့နှက်ခတ်က9ပေါ့ခင်ဗျာ ဟုတ်ပြီနော်ပြန်ပေါင်းပေးပါမယ်ကျွန်တော်တို့ဒီမှာဒီရတင်းနဲ့ငါးနဲ့ပေါင်းတော့6 7နဲ့ပေါင်းတော့14 6နဲ့ပေါင်းတော့20 3ညရဲ့နှက်ခတ်က9ဒါကြောင့်မို့ထွက်လာတဲ့ကဏ္ဍလေးကကျွန်တော်တို့9အပိတ်နဲ့ထွက်လာတယ်10ဆိုပြီးတော့ထွက်လာတယ်ဟုတ်ပြီနော်ဒါက10ခွန်3ည10ကျွန်တော်တို့ဘာလောက်ပဲထိုးရမယ်နှစ်ကွက်ပဲထိုးရမယ်ဟုတ်ပြီနော်အဲ့ဒီမှာမှခုနလိုကျွန်တော်တွဲပေးပါမယ်6ရဲ့ပါဝါက1 6ရဲ့နက်ခတ်က9ဖြစ်ပါတယ် ၊သုံးကြားနက်ခတ်က9၊သုံးကြားရဲ့ပါဝါက9ဖြစ်ပါတယ်။အဲ့ဒီလိုလေးလဲတွဲလို့ထိုးလို့ရပါတယ်။နောက်ပိုင်းဆိုရင်ဒီမှာကျွန်တော်က6ရဲ့เนาะညနေပိုင်းညနေပိုင်းထိတ်နဲ့เนาะညနေပိုင်းထိတ်ကတင်းနဲ့မနက်ပိုင်းအပိတ်နဲ့လဲထိုးလို့ရတယ်တစ်သုံးကြားဆိုပြီးတော့ဟုတ်ပြီเนาะပြီးတော့ကျွန်တော်မနက်ပိုင်းထိတ်နဲ့ညနေပိုင်းအပိတ်နဲ့ဆိုရင်ခွန်ခွန်တကွက်ထိုးလို့ရပါ ဟုတ်နော်ဒါကကျွန်တော်တွဲပြီးလိုက်တာပါထိုးခြင်းမှထိုးပေါ့နော်အဓိကမင်းကတော့ခွန်၃ညနဲ့တစ်ခွန်နဲ့ကတော့မင်းပဲဒါကတော့အရန်နေနဲ့ထိုးပေါ့ခင်ဗျနော်အားလုံးပဲကျွန်တော်တို့အပိတ်နေ၁၈ရက်နေနော်အပိတ်နေမှာမနက်ဝန်းညနေရောအားလုံးကံကောင်းကြပါစေခင်ဗျအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျနှစ်သစ်မှာလည်းပျော်ရွှင်ချမ်းမြေ့ကြပါစေအနေအကင်းပေးစင်ကြပါစေခင်ဗျအားလုံးစိတ်ချမ်းသာကိုယ်ချမ်းမာနဲ့ပြည့်စုံကြပါစေအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျ